ုံးနဲ့မင်္ဂလာပါ Angels Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူထင်ရရဲ့ဟိုးရုံကချစ်သူဆိုတဲ့စာကလေးရဲ့အပိုင်း၅ကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်မောင်တပင်းကိုသာချလိုက်မိသည်ယင်းထဲမှာတည်ကျင်နာကိုချုပ်ထိန်လို့များနိုင်တာကြောင့်မောင်အပြင်ထဖို့ဆုံးဖြတ်လိုက်ပါသည်ပြောတော့မလို့လဲ ဟုခင်သားကမိလာကိုခေါင်းခါပြပြီးဒီနာလေးပဲနင်မလိုက်ခဲနဲ့ရတယ်ဟာတိတ်မကြဘူးခုချက်ချင်းပဲပြန်လာခဲ့မယ်ဟဲ့ဘဲကိုလေသွားမယ့်နေရာကိုတော့ပြောသွားအောင်လीပြီးမှပြောမယ်ဟာမောင်စွပင်မပြေးုံတမဲထွက်လာခဲ့လိုက်ပါသည်ခေါင်းသွားနေရဲ့ခြေလန်းတွေကမြန်မြန်ဆန်ဖြင့်လို့နေသည်မောင်တွေ့ချင်နေတဲ့သူကိုတွေ့မှတွေ့ရပါမလားမသိရှင်မောစွာနဲ့ တခါရောက်ဘူးတဲ့ဆိုင်ရှိမှာရောင်းလဲလဲရက်ပြီးရှောက်ကြည့်နေစဉ်မောင်းလို့ခေါ်တောင်ကို ကြားလိုက်ရပါသည်အဝေးထုတ်တွင်နေကွင်နေရာကြောင့်ဆူပြစ်ကို မောင်းချုပ်တည်းရဲ့မမြင်တွေ့ရခြင်းဖြစ်သည်ဘသူကိုရှာနေရလဲနင့်ကိုလေမင်းစကားပြောခြင်းလို့ဆိုင်တီအိုလိုက်လာတာပေါ့ပြောလေဒီမှာမပြောခြင်းဘူးဆိုင်တဆိုင်မှာတော့ပြောမယ်ဆင်မရှိနေတဲ့ကောင်တွေကမျက်လုံးတွေကြွကြွမတက်ကိုပြူပြီးဆက်ဆုနေတာကြောင့်မောင်တနေရာကို တွားဖို့ကြိုးလိုက်မိတာဖြစ်ပါသည်။ဆူပြေကမောင်းတဘောအတိုင်းခအေးပြင်လိုက်လာသည်။ဖြောကြဖြစ်ပြီးလက်နေတဲ့ချိန်လကအောက်ထပ်ပြီးနှင်းနေရာကြောင့်စိတ်တူလာရသည်။ဟဲ့တွားနေတာကလည်းခြေတလန်းကလေးသတန်းများမှတ်နေသလား။မင်းလေးဖြစ်တဲ့ငါကခြေလန်းကျင်းနေသလား။နင်ပါကြောင့်လေးလံနေရတာလဲ။လိုက်ချင်မူလား။ဟာငါခြေလန်းမြန်ရင်နင်မောနေမှာဆိုလို့ပါ။ငါ့ကိုသာမောမှာဆိုလို့ပြောပြီးသူ့နှုတ်မှာချွေးတွေတင်းနေရလေသည်။ သူကအတက်နဲ့မလိုက်အောင် wifi ဖိုက်ဖြစ်နေတာကြောင့်ဟိုနာဒီနာသွားတာတောင်ချူတွေထွက်နေတာကောင်းတဲ့လုံလားပြီးတော့သူဝေထားစားရတာကိုလည်းမောင်းမျက်စီနဲ့ကြည့်လို့မရပါကိုနဲ့ပေမဆိုင်တာကြောင့်ကြောရင်နဲ့စိတ်ကိုမြူချကဘူရှင်းနဲ့စာတဆိုင်မှာဝင်ထိုင်လိုက်မိသည်နောင်သည်ဘဲကစပြောရင် ကောင်းမလဲဆိုပြီးစူပြမျက်နှာအားအတိတ်ပဲမရှိငေးကြည့်နေမိ၏ဒါကိုသူကဘာထင်တယ်လဲမသိငငါ့ကိုကြည့်နေနေလေဟာ ၅၀၀ရှိလာပြီ။ဟုအချိုးမပြေစွာဆူလာခဲ့သည်။မြင့်ကိုကြည့်နေတာမဟုတ်ဘူး။ကြောစာစကားစဉ်းစားနေတာ။တကယ်လေသူကပဲရှိရသည်။အင်းပြောမယ်ဆိုပြောပါလေ။ဒီနေ့ဆိုရောဘာဖြစ်ထားသလဲ။စူပီမျက်နှာက ပြက်သွားပါသည်။အမမဖြစ်ပါဦး။မလိန်နဲ့တကူကူဖြစ်ကိုဖြစ်ထားတယ်။ညီမပြောရင်ငါစိတ်ထဲပိုးပြီးတန်တရားဖြစ်လာလိမ့်မယ်နော်။တကယ်ကိုဘာမှမဖြစ်ပါဘူးဟာ။ သူ့ဟာသူနေင်းထိုင်ထပြီးပေါက်ွဲနေတာဆိုပြရင်လည်းမဖုံးွက်ထားတာတခုခုတော့ရှိနေသေးတယ်လို့မောင်ကယုံကြည်စေဖြစ်သည်နေင်းထိုင်တော့ဆွေတော်ကရန်လုံးဝမဟုတ်ဘူးငါဘူးပြန်လည်းမမီးမီဆွေတော်မွေးနေတော့ကနင်တို့နှစ်ယောက်ချစ်သူတွေမဖြစ်ခဲ့ကြဘူးလားဟာဆိုပြမျက်နှာပြက်သွားတာဖုံးလို့ပင်မရနိုင်အောင်ပါမဘကဒီလိုချင်းဒီမှာအလျှော်ပေးလိုက်ရင်ကိစ္စတခုဝေးလလနဲ့ ဖြစ်သွားတော့မှမဟုတ်စွတ်တိုးကဆက်မီလိုက်မိ၏မိနီရဲ့လေကျွန်တော်နှစ်ယောက်ချစ်သူတွေမဖြစ်ခဲ့ကြဘူးလားဟဲ့အင်းဘာလို့ချစ်သူတွေဖြစ်ရမှာလဲဟမ်ငင်းဆိုလို့စီကအဖြစ်တောင်းတာမဟုတ်ဘူးလားအဖြစ်တောင်းရအောင်ငါကသူ့ကိုချစ်တယ်လို့မှဖွင့်မပြောရသေးတာပဲဘယ်လိုလုပ်ပြီးအဖြစ်တောင်းရမှာလဲဒါဆိုအဲ့နေကနင်သူ့ကိုဘာမှမပြောလိုက်ဘူးလားမပြောလိုက်ဘူးသူပြောတာကိုပဲနားထောင်နေခဲ့တာ ငါတို့အသက်ရှင်ပင်ရမတက်ဖက်တိတ်သွားမိပါသည်ဆွေးရုံရင်ထဲမှာမျောလင့်ထားတာတွေကိုစူပီရေချိုးပစ်ခဲ့ရဲဆိုတော့ကိုတိမတိပါလီစာဆိုပြီးပကမလုံးလို့ဆွေးရုံတယောက်ရှက်ပြီးလူတကာကိုလိုက်မဲနေတာပဲဖြစ်ရပါမည်ငါကိုဆိုကိုဆိုတော့တာပေါ့အခုလောဆိုပြီးအေးပေးချင်တယ်လို့ဖြစ်နေတဲ့သူဟာငေါင်းဖြစ်နေတာကြောင့်သူပိုပြီးအရှက်ရကဝင်းဒိုးစိတ်တွေနဲ့တက်ခိုက်နေတာပဲဖြစ်ပါလိမ့်မည်ဟောင်းဒီ နင်းထိုင်နဲ့ရန်လိုခန်းနေရသောအဖြစ်ကိုခံပြင်းလာရတာကြောင့်ဆိုပြီးလက်ဖြင့်အားခဏလာဖိလင်းဆွဲပြလိုက်ပါသည်အာတေးတေးမင်းကြောင့်ဆွေတော်ကငါ့ကိုရန်လိုနေရနင်းခွေပြောစရာရှိရပြောပါလားမပြောတော့ငါနဲ့ဘာလို့လို့ထင်ပြီးတန်တရားတွေဝင်နေတာပေါ့နေ့ရင်နဲ့မှာဘယ်သူရှိတယ်ဆိုတော့ရှင်းရှင်းလင်းလင်းပြောလိုက်ပြီးနေတဲ့ဟာကိုဘာညင်ပြီးလအလုံနေတာလဲ ငါ့ရင်ထဲမှာဆွေရုံနဲ့ပတ်သက်ပြီးဘာမှမမရှိတာပဲ။ငါကဘာကိုခွင့်ပြုရမှာလဲ။နင်းလိမ်နေနဲ့နင့်မျက်လုံးတွေကဆွေရုံစီမှာပြုတ်ဝင်နေရဲဆိုတာအကုန်လုံးသိတယ်။မှားနေပြီ။ဆိုပြင်းတော့နင်ယောက်ျားလေးဖြစ်ပြီးငင်တက်တိမရှိဘူးလား။မင်းလေးတယောက်ကိုဘလောက်တွဲလာတာကြပြီ။ချစ်တယ်ဆိုတာတော့ခွင့်ပြုတင်တာပေါ့။နင်ကြောင့်ဆွေတော်ဘလောက်ခံစားရလဲဆိုတာနင်မသိဘူးလား။ဟာဆွေတော်ကိုတယုံစင်ရှိပါတယ်။ဒါပေမဲ့အဲ့ဒါအချင်းမဟုတ်ဘူး။ ။အရင်ထဲမှာတန်ယုံစင်တဲ့အချစ်ကိုခွဲခြားသည့်လာမတော့ဆွဲတော့ဝင်ငါပါလို့ချစ်တယ်လို့ဖွင့်ပြရတော့မှလဲ။ဆိုပြီးစကားတန်ကရှင်နှင်းကထွက်လာတယ်လို့လိုက်ကုန်လုံးတာကြောင့်မောင်ပင်မင်းမောတယ်လို့ဖြစ်သွားရသည်။သူ့ပြောတွေကရင်ခုန်ချင်းစရာကောင်းတယ်လို့ပါပဲ။အိုးမောင်နဲ့ပါဆိုင်လို့လဲ။မောင်အခုဖြစ်စေချင်တာကဆွဲရုံနဲ့သူနဲ့အစီပြေသွားစေချင်တာပါ။ဒါမှအရင်လိုအချိန်မျိုးနဲ့ပြန်ပြီးပြပြလေးလေးဖြစ်လာမည်မဟုတ်လား။ ဒါဆိုနင်းနေဆွေတော်နဲ့ကချစ်သူတွေမဖြစ်တော့ဘူးပေါ့ဖဲဖြစ်တော့မလဲငါဘသူကိုချစ်နေတယ်ဆိုတာလဲသူချင်းမိနေတာပဲဒါကြောင့်ငါကိုရန်လုံးနေတာဖြစ်မှာပေါ့နင်းကဘသူကိုချစ်နေတာလဲဟုမိတော်မဲ့ပါဇက်ကိုချက်ချင်းပိတ်ပြလိုက်မိပါသည်ဖះရီအချင်းတွေကဘာလို့ဝုန်းတိုင်းကြီးပြောင်းလဲသလိုဖြစ်သွားရတာလဲမဖြစ်တဲ့နာနော်ဟောစိတ်ထဲမှာစကားလေးကခံယူထားတာကစောရော်ရဲ့ချစ်သူဟာ ဆူပြေပဲဖြစ်သည်လို့လေဆွရှုပ်လာပြီဟာငါပြန်တော့မယ်ဘာပဲဖြစ်ဖြစ်ငင်းဆွေတော့နဲ့မကြည်မနေဖြစ်နေတဲ့ပြည့်ငင်းငါကိုစကားလာမပြောနဲ့ဘာဆိုင်လို့လဲမသိဘူးငါပြောတာအောင်နားထားငင်းကြောင့်ငါရှင်လို့မခံနိုင်ဘူးဆွေတော့ကနင်းနေငါကို အထင်လွင်းနေလို့လားစကားတော့လာက ဖြစ်ရှင်းရခတ်တဲ့အခြေအနေမျိုးရောက်လာတော့မှမဟုတ်ငေါထွက်လာခဲ့လိုက်ပါသည်ကလန့်ခေါ်နေတဲ့ဆူပြေရဲ့အတန်ကိုကြားပြီမလဲ တဲ့ကိုမကြည့်ဖြစ်တော့ပါဟောရုံကချစ်သူအခန်းရှိအခုတလော သူမဘကကျွန်တော်အပေါ်ရှောင်ဖေဖေခလဲလွဲဆက်ဆံတဲ့အခါတိုင်းရင်းထဲမှာဝင်းနေမှုဆိုတဲ့ဝေနာကအလိုလိုဝင်ရောက်လွန်လာသည်တစ်ပတ်မှာစာတင်တဲ့ရက်က9ရက်ပဲရှိတာကြောင့်ကျန်တဲ့2ရက်သူမနဲ့ဆုံတွေ့ဖို့ဆိုတာဘလုံးနည်းနဲ့မှမဖြစ်နိုင်ချီကျောင်းမှာတွေ့ဖို့ကြိုးစားပြန်တော့လေအတန်တရရတဲ့အချိန်တွေကတိုက်နေပြန်တာကြောင့်အဆင်မပြေခဲ့ပါ အတန်လေးပို့ကြတော့လဲဆွေတော်ကတစ်ချိန်လုံးမျက်လုံးတောက်ထောက်ကြည့်နေပြန်လာကြစင်ကျင်ကနေနေရသည်ဆွေတော်ရဲ့စကားတခွန်းဟာအိမ်မှာဘလောက်အေးပါရဲဆိုတာကိုကျွန်တော်ပဲသိသည်ဒီလိုအေးပါအာရရောက်ဖြစ်အောင်ကျွန်တော်ကိုယ်တိုင်ပဲဂယုတစိုက်တွေရှိပြခဲ့တာပဲမဟုတ်လားမောင်းနေမတွေ့ခင်အချိန်တွေအထိကတော့ဆွေတော်ဟာကျွန်တော်ဘဝရဲ့အချင်းစစ်အချင်းမှန်လို့တဆခဲမိတာပါဒါကလည်းမိန်းကလေးတွေနဲ့တိတ်ပြီး ပပတသက်မရှိခဲ့တဲ့ကျွန်တော်တတော်ဆိုတော့တယောက်ကိုပဲတန်ရုံးတင်ရှိရလို့မှတ်သားထားခဲ့မိလို့ပဲဖြစ်ပါလိမ့်မည်ငငယ်လေးကခက်အင်းအင်းနေတတ်ခဲ့တဲ့ ကျွန်တော်အဖို့တငငချင်းများများဆဆလဲတိတ်မရှိပါချေဆွေတော်တောင်းမှမိဘချင်းယဉ်နီးနေကြလို့ခင်မင်ခဲ့မိတာဖြစ်သည်ပုံသိမ့်မလာတဲ့ကျွန်တော်လိုလူကိုမိန်းကလေးတွေကတိတ်စိတ်ဝင်စားတတ်တာကြောင့်မိန်းကလေးတငငချင်းနေခဲ့တာလည်းဖြစ်ပါလိမ့်မည် ကျွန်တော်ကိုယ်တိုင်ကလည်းကျောင်းဝတ်တငယ်ချင်းအပေါင်းတင်ထဇီးကမိတ်ဆွေတွေကို ပိုခင်တွင်မိတတ်သည်ဆိုင်မှာခံထားတဲ့အလုပ်သမားတွေကလည်းကိုယ်ဆွေမျိုးနီးစပ်တွေကြည့်ပေးမှုဆွေမျိုးအုပ်စုထဲမှာပဲဟီလာဝါလာနဲ့ပြုံနေတတ်ခဲ့ပါသည် ကျွန်တော်နဲ့ပတ်သက်ခင်ဝင်တဲ့သူအများစုဟာဆွေရုံးနဲ့ကျွန်တော်ချစ်သူတွေဖြစ်ပြီးတနေ့လက်ထပ်ကြလိမ့်မယ်ဟု တွေးတင်ထားသူတွေကြည့်ပင်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲထင်မိသည်ယူရိုရိတ်တိတ စကားနောက်ဘက်ဆွင့်ငင်တတဲ့အကြည့်တွေနဲ့သာ ဆွေတော်အားရှင်ရွေးကဆန္ဒကို ဖွေပြပြခဲ့သည်တခါတလေစကားပြောရင်နောက်တလူလူနဲ့ချစ်စကားတစ်ခုနှစ်ခုပြောမိတဲ့အခါဆိုဆွေတော်ကမကြည်တလူလူနဲ့လူကိုရှိုက်ပုတ်ပစ်တတ်သည်ဘလို့ပဲဖြစ်ဖြစ်မမမိမတွေကလည်းကျွန်တော်နဲ့ဆွေတော်ဆက်ဆံခင်မနေတာကိုကြည်ကြည်ပြပြပဲမဟုတ်ဒီတခါဆွေတော်ရဲ့မွေးနေ့ချရင်ချစ်တဲ့အကြောင်းကို အတီးဖွင့်ပြောတော့မယ်လို့ဆုံးဖြတ်ထားကမှအချင်းတွေတမျိုးပြောင်းပြီးရှင်ဟုံစံတွေကတခြားသူစီမှာဘလောင်းပလင်းနဲ့ပြောင်းလဲကုန်ရပါတော့သည်ရှင်ဟုံစံအစ်မန်ကိုငခွေချတတ်တဲ့ကျမရဲ့အမားလိုပဲထားလိုက်ပါတော့ဆွေတော်မခံမြနိုင်နဲ့ပောက်ဝဲဒေါသဖြစ်နေတာကိုလည်းစာနာအာနာမိပါသည်မိန်းကလေးရဲ့စိတ်ကိုလည်းအံ့ဩမိသည်အရေးတယူဂယုတဆိုင်ရှိနေတဲ့အချိန်ကျတော့မလို့ခြင်းသလိုတန်မိုးမထားပဲ နောက်ဆုံးလက်ပြတ်ထွက်ခွာခြင်းကြမှာတန်ရုံးစဉ်ရှိသလိုအဆွေးမျက်လုံးတွေနဲ့ဆွဲငင်နေတာဘာကြောင့်များပါလဲကျွန်တော်ယင်တဲ့ကချစ်သူကဆွေတော်မဟုတ်တော့ဘူးဆိုတော့ကိုမိဘတွေသိအောင်ဖွင့်ပြောရဲသေးပြီရှုသားပြီးတိတိကျကျနဲ့အပြောင်းလဲသိမရှိလာတဲ့ဖဖီးရဲ့စိတ်ကိုကျွန်တော်လန့်သည်ကျွန်တော်ရဲ့နိုင်ွက်ကိုတီထားသောဆွေတော်ကသူမကျင်တဲ့အတိုင်းဖဖီးစီမှာရှင်ဖွင့်မှာကိုစိုးရိမ်နေရသည်ခုချိန်ထိတော့ဆွေတော်ဘက်က ဘာတိုင်တမ်းမှုမျိုးမှ မလို့သေးတာခံကောင်းနေသည်သူရဲ့မကျင်နှံ့မှုကို ကျွန်တော်တယောက်တည်းသိအောင်သာပြနေ၏မင်းထိုင်ကတော့အမြဲတမ်းကျွန်တော်အပေါ်မှာ အထက်စီးနဲ့အနာယူခြင်းသောဆွေတော်အားမချွတ်တော့တာကိုဝမ်းသာနေပါသည်ဟန်ကတော့မောင်နေပဲပို့သဘောတူတယ်ကွာဆွေတော်ကရှည်လဲပဲများတယ်စကားပြောရင်လေဒေသန်ကပြောတော့မစိုးအထက်စီးလေတန်းနဲ့နေမဲတိခံနိုင်တယ် ။မောင်ကတော့ပုတ်ဝင်လင်းနေမယ်။ဟန်ဆောင်ပန်ဆောင်လည်းသိမရှိဘူး။ပြီးတော့ဆွေတော့ထမောင်ကပို့လှတယ်။ဟုတ်မင်းတကပုတ်ဝင်လင်းနေပြောတတ်သည်။ဆွေတော့ထမောင်ကပို့လှလို့ကျွန်တော်စိတ်ပြေပြောင်းလဲသွားတာတော့မဟုတ်ပါ။မောင်ကစမင်ကလေးကကျွန်တော်ရင်မှာထူးခြားသောရင်ခုန်မှုမျိုးကိုခံစားနေကြရသည်။ဆဆာချင်းတော့ကျွန်တော်စိတ်ကို ကျွန်တော်ထိမ့်မသေးသည်။မောင်ကို အတင်းကရောလစ်လျူရှူပြီး ဆိုတော့တယောက်တည်းစီမှာသာအာယုံနေပို့ထားမိပြီမဲမောင်စာမရလို့အရိုက်ခံကြရတဲ့နေကစပြီး ရှင်နေမှာရှိနေတဲ့အကျဉ်းနာစိတ်ကိုဘလို့မှဖိချုပ်လို့မရနိုင်တော့ချီတခါတခါရှင်ဖိုးဆရာကောင်းတဲ့မောင်ရဲ့အကြည့်ပြပြင်းတွေကြောင့်လဲနှလုံးသားကပိုပြီးရုံးကြလှုပ်ရှားလာခဲ့တာဖြစ်ပါလိမ့်မည်။ဟောင်းဘက်ကရှောင်ရှားလေကျွန်တော်ဘက်ကပိုပြီးတက်တက်လှုပ် ပတ်သက်ခြင်းမိလေးဖြစ်လာခဲ့ပါသည်စာတင်ရတဲ့ရက်တွေကကျွန်တော်တတော်ကိုပြီးအတိပေးရှိတဲ့နေ့တွင်ဖြစ်လာခဲ့ပါတော့သည်ကျွန်တော်ရဲ့အကြည့်ကျွန်တော်ရဲ့အပြုံးကျွန်တော်ရဲ့အာယုံတွေသည်မောင်တယောက်ဖြစ်စီမှာသာရောက်နေတဲ့အတွက်ကြောင့်ဆွေရောဘတ်ကကိုပြီးခံပြလာလေသလားမသိပါဒီနေ့ဆွေတော်တယောက်မနက်ခတ်စောစောဖုန်းဆက်လာပါသည်။ကျောင်းမှာကျွတ်တွေရမရှိရကြ။ကျွန်တော်ကျောင်းမသွားတော့ဘူးဆွေတော်သိနေသည် ကိုပြေလာဖုံးမဆက်တာကြပြီးမို့ကျွန်တော်အောင်းအောင်းသွားမိသည်ခိစ္စတခုခုမရှိဘဲနဲ့တော့ဆူရော့ဘက်ကအရင်လို အပြင်းပြင်းသဘောမျိုးဖုံးဆက်မယ်မထင်ပါဟွန်းဆွေတော်ပြောလေဒီနေ့ကစပြီး မောင်တို့အိမ်မှာအားစမ်းတင်တော့ဘူးအိမ်မှာပဲအတန်းတွေကတငယ်ချင်းတချို့နဲ့တင်တော့မယ်တီချေတို့ကတင်ပြီးပါမလား ဆောင်းဝေးဘက်ကဘလောက်မှမလိုတော့ဘူးဆိုတော့အန်ဒီကတင်ပေးမယ်တဲ့တခြားစာတင်ခြင်းတဲ့သူတွေကိုလည်းအားနာတယ်လေအဲ့ဒါနင်ငါတို့အိမ်မှာပဲဆလာတင်လိုက်တော့ဟာဘယ်ဖြစ်မလဲငါတို့အိမ်မှာပဲတင်လက်စကိုအိမ်မှာပဲတက်လိုက်တော့မယ်နင်ကလည်းအခုမှဘာထဖြစ်ရတာလဲအောင်းစိတ်သေးတမျိုးထင်နေပါမယ်သူ့ကိုငါကယူဆိုင်ဖို့ငါဖြစ်ချင်တာမျိုးပြောပြတာငါသဘောမတူဘူးဆိုတော့ ကိုပြီးနင့်ကငါအောင်းအောင်းသိလားဒီစားစတင်မဲ့ကိစ္စကငါကနေစလိုက်တာပါငါဘင်မာပဲတင်တင်နင်းအတူတူလိုက်တက်မယ်ဆိုတာနင်းမပြောခဲ့တာလीအခုဘလို့ဖြစ်တာလဲစာတင်ရဖို့ကအဓိကကမောင်တို့အိမ်မှာကတက်ရဖို့ကအဓိကလားဆွေတော်ရဲ့လေတန်ကဒေါသကြောင့်ဉာဏ်စံတုံရင်လွတ်လာသည်မောင်တို့အိမ်မှာတက်ရဖို့ကအဓိကလို့ပြောလိုက်မိရင်ဖြင့်ဖုံးကွက်ကြီးကွဲထွက်သွားအောင် ဆွေတော်တောင်းကျပ်ပြစ်လိုက်မိလားမသိရှင်ထဲမှာရှိနေတာကိုလည်းမညာကျင်တာကြောင့်ပြည်လျင်ရပြည်လျင်ချောင်းစကားတခုကိုပဲတုတ်ပြန်လိုက်မိပါသည်မင်းထိုင်းနဲ့တိုင်ဝင်လာအောင်ပဲဒီကောင်ဘာပြောမလဲမသိဘူးနင်းစကားကဘာလဲကိုပိုင်ဆုံးဖြတ်ချက်မရှိဘူးဟာမေးတာနင်းရဲ့ဆန္ဒကိုမေးတာနင်းငါတို့အိမ်မှာဆလာတင်မလားမတင်ဘူးလားအပြက်ပြောမတိသေးဘူးဟာအချိန်နေရပဲလောလောဆယ်တော့မောင်တို့အိမ်မှာတင်ရတာအဆင်ပြေတယ် ဈေးနဲ့လည်းနှီးတယ်ဆိုတော့ငါ့အတွက်အခက်ခဲဆိုတာမရှိဘူးရှားတယ်လေနင်းစန္ဒပြေဝလားမပြေဝလားစောင့်ကြည့်ပေါ့ဆွေတော်ကချင်းချောက်တလို့ပြောပြီးဖုန်းကိုချသွားပါသည်မနက်စောစောမနက်စာဆိုင်ဖေဖေတို့ကိုဆွေတော်နဲ့ပတ်သက်ပြီးနင်းနေပါပါတော့အကျိုးကြောင်းပြောပြထားလိုက်မိသည်ဆွေတော်ကအစကားဥသွားလို့မဖြစ်ချီစောစောစီစီဖုံးဆက်ပြီးဆွေတော်ကြည့်ကြနေရဖေဖေရာငင်ရတက သူ့စိတ်ကြည့်ပါပဲ ဘာဖြစ်လို့လဲစာတင်လာသူ့အိမ်မှာပြောင်းတင်မလို့တဲ့ကျွန်တော်ကအခုတင်နေတဲ့အိမ်မှာလည်းအဆင်ပြေတယ်ဆိုတော့ပြောင်းနေကျွန်တော်ဘူးဆိုင်နဲ့ဆိုင်လုံးနဲ့လည်းနှီးရဆိုတော့ငန်းလျှောက်သွားလိုက်တာနဲ့ရောက်တယ်ဆိုတော့အိမ်မှာဆိုရင်အခုကသွားနေရမှာဖေဖေကလက်ခံသလိုခေါင်းကိုညှိသည်ကိုပေးပေါင်းတို့အိမ်ကဘာဖြစ်လို့လဲမဖြစ်ပါဘူးသူ့ဘာသာစိတ်ပြောင်းပြီးသူ့အိမ်မှာတည်ခြင်းနဲ့ဆိုပြီးဖြစ်သွားတာကျွန်တော်လည်း သူ့အိမ်မှာပဲအတင်းလာတင်ရမယ်လုပ်နေတယ်။မတက်တော့ဘူးပြောလို့ဒေါသထွက်ပြီး ဖုံးချသွားတယ်။ဖေဖေတီအောင်ပြပြလိုက်ရပြီမို့ကျွန်တော်စိတ်အေးသွားရပါသည်။ညနေ၄နာရီမှာ စာတင်ရမှာမို့ဆိုင်ကနေနောင်တို့အိမ်ကို၃နာရီခွဲလောက်ကလေးကကျွန်တော်လာခဲ့လိုက်သည်။အရင်ဆုံးကတော့စာတင်ချိန်ကမှ လာနေကြပါ။အခုနောက်ပိုင်းမှသာမောင်မျက်နှာကိုငြင်းငြင်းစောနဲ့အစောကြီးရောက်ရောက်နေမိတာဖြစ်၏။ကျွန်တော်ကမြင်တော့ မောင်ကအောင်းအောင်းပုံနဲ့ကြည့်နေခဲ့သည်ဟာလူကိုကြည့်လာကြည်လားဖာထူးရှာနေလို့လဲကျွန်တော်ပုံစံကထုံးစံအတိုင်းဆက်လက်တုံးနဲ့ပလေကပစိုးအပြကွက်စိတ်နဲ့သာဖြစ်သည်ထူးခြားတဲ့ပြင်ဆင်မှုမျိုးဘာတစ်ခုမှမလုပ်လာခဲ့ပါမောင်ကမလာတော့ဘူးထင်နေတာဘလို့ဖြစ်ပြီးရောက်လာတာလဲဒီနေ့ချင်းချင်းရှိတယ်မလားဆရာဦးဝင်းမြင့်လေဟုတ်တယ်ဒါပေမဲ့ဆရာရဲ့အိမ်မှာပဲ တက်မင်အောင်မိနေတာပေါ့ဘယ်သူကပြောလဲဆွေတော်ကကျွန်တော်မျက်နာဆိတ်ရှုံမှုကြောင့်တင်းတယ်လို့ဖြစ်သွားရသည် စာတင်တဲ့အခန်းတွင်းကိုသာရှောင်းဝင်လာခဲ့ပြီးဆွေတော်ရဲ့ဘောင်ကျော်သောလုပ်ရက်ကိုသာတွင်အမြင်ကပ်နေမိပါသည် မောင်ကနားမလဲတယ်လို့ပုံစံဖြင့်ခိုင်းလိုက်ရင်ရှေ့ကခုံမှဝင်ထိုင်သည်ဂါရီဖြစ်နေကြရလဲဆွေတော်ကရောနင်းထိုင်နေဘာကြောင့်သူ့အိမ်မှာမိုင်းထပ်ပွက်လိုက်ရတာလဲ မင်္ဂတော့ဘာမှနားမလဲဘူးကျွန်တော်လည်းမသိဘူးဆွေတော်ကယူနေတာဘာလို့ရှောက်လို့နေမှမသိဘူးဆူရီကဒီမှာလာတက်တာအေးမကြည့်ဘူးနော်ဆွေတော်ကမောင်တို့ကိုပါရှင်လာလုံးနေမှာစိုးရတယ်ကိုလူကိုမနိုင်လဲဆော့ဆော့ကလေးကသူစကားနားထောင်လိုက်နောက်မှပြဿနာတွေတက်ကုန်ရင်မကောင်းဘူးမောင်ကစီနာနဲ့ပြောတာကျွန်တော်ကလည်းမောင်ကိုပြောရအောင်မယ်ကျွန်တော်စိတ်ကျွန်တော်တဘောဘာကိုပဲဖြစ်ဖြစ် ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်းလုပ်လို့ရတယ်။ဆွေော်နဲ့ဘာမှမဆိုင်ဘူး။သူမိတ်ပြီးလို့လည်းမရဘူး။သူနဲ့ကျွန်တော်ကငယ်တငယ်ချင်းအဆင်မရှိရ။ဒီထက်လည်းပူလာစရာအကြောင်းမရှိတော့ဘူး။တခုခုဆိုဆွေော်နာမည်ထည့်ထည့်ပြီးကျွန်တော်ကိုမချင်းချောက်ပါနဲ့ဗျာ။အခုပြောလိုက်တော့ငေါကမျိုးလုံးလေးဝိုင်းကကျွန်တော်အားကြည့်နေ၏။ကျွန်တော်ဘက်ကဒီလောက်ထိပူဝင်နေနေပြောလာလိမ့်မယ်ဟုသူမထင်ထားပုံမရပြီ။ကျွန်တော်ရင်ထဲမှာတော့ရှင်းသွားသွားရသည် မောင်ကချင်းချောက်တဲ့သဘောမျိုးနဲ့ပြောတာမဟုတ်ဘူး။စိုးပြစ်ကိုဆွေရုံနဲ့ပတ်သက်တဲ့သူလို့ထင်ပြီးလို့ပြောလိုက်တာ။ခုမပတ်သက်တော့ဘူးဆိုတာ။ခုမပတ်သက်တော့ဘူးဆိုတာသိသွားပြီမလား။နောက်မပြောနေတော့ပေါ့။မပြောနေဆိုလည်းမပြောပါဘူးနော်။ဒါပေမဲ့စိတ်ထက်ကတော့မယုံပါဘူး။ဆွေရုံကွေရမှသာအိုက်တင်လုပ်ပြီးပြောနေရ။ရှေ့တင်လဲကြာရော။အမိကုတ်ပြီးခေါင်းကပုတ်တင်ညူဖြစ်နေတာမသိဘူးထင်နေနဲ့။ဟာဒါကတော့ကျွန်တော်တက်တက်တိတ်ခါချလိုက်တာပဲ။ ငွေတငွေချင်းမို့လို့တိခတ်နေတာပဲရှိတယ်။ကြောက်တဲ့စိတ်မရှိဘူး။ကျွန်တော်ကြောက်တဲ့သူကတသက်တယောက်ရှိတယ်။ဘယ်သူလဲ။တိကျင်စောနဲ့ဖြုံးကနေမေးလိုက်ပြီးမှငေါပုံစံကမှားသွားသလိုမျက်နှာပြက်သွားရှာသည်။ကျွန်တော်ကတော့ရတဲ့ခွေကိုပိုင်ပိုင်နိုင်နိုင်အသုံးချလိုက်ပါသည်။ဖူးဖေးမောင်ဆိုတဲ့ကောင်းပါလေးတည်း။သူ့ကိုတော့ဘာဖြစ်မှန်းမသိဘူး။စိတ်ထဲမှာအလိုလိုလှန့်ပြီးကြောက်နေမိတယ်။အယူကြီးဘာလို့ရှောက်ပြောနေမှန်းမသိဘူး။မှန်နာပြောတာလေ။ အပြောနဲ့မောင်းနဲ့ပါဆိုင်လို့လဲဆိုင်နေထင်ပါရဲ့ညာညာအိမ်မက်တဲ့အထိမောင်းကိုမှတ်တယ်သိလားမောင်းမျက်နှာရင်းကနေဖြစ်သွားပြီးစပွဲမှာရှိတဲ့စောက်တော့ကိုကောက်ယူပါ ကျွန်တော်အပြည့်ရဲ့ရွှဲလိုက်သည်ကျွန်တော်ကတော့ရှင်ကုန်ပြီးအပြောလုံးနေတာကြောင့်ရှောင်ရှားလိုက်ဖို့စိတ်ကူးမရှိချင်ထပ်ပြောရင်ပြောကြည့်စမ်းစောက်နဲ့မျက်နှာကိုပေါက်ပြစ်မယ်ပါလားလူကိုပေါ်တော်တော်မှတ်ပြီးဟီးတဲ့တဲ့လုံးနေရပေါ့လေဟာ အတီပြောတာပါကွာကြည်စန်းနင်ပြောလို့ဆိုလို့ပါလားမောင်တယောက်ထိုင်နေရမထကကျွန်တော်ရိုက်ဖို့အနာကလာသည်ဒီချိန်မှာပဲအခန်းတကားပွက်လာပြီးခင်သားနဲ့မင်းထိုက်ဖြန်တီဝင်လာကြတာကြောင့်မောင်က သူ့ချီလန်းကိုရက်ပစ်လိုက်ပါသည်ကျွန်တော်မျက်နာကတော့ပြုံးစိစိပါစာတင်နေရတဲ့ချောင်းလုံးလေးနင့်နေတယ်လို့မောင်ရဲ့မင်းဆောင်တွေကကျွန်တော်စီရောက်ရောက်လာတတ်ပါသည်ဆိုပြို့ကိုကြည့်ရတာဒီပြုံးစိစိနဲ့ အားရဦးမြူနေရလည်းမသိဘူးဟုပြန်ကန်ဤခင်သားကပင် ကြောက်လာရသည်ထိပင်ဆွေတော်နဲ့ကြည်သွားလို့လေငါတို့ကတော့မဝဲကြီးမပြောနေသေးရဲ့ငါကတမင်ဝင်ထောက်လိုက်ခြင်းဖြစ်သည်ဟဲတကယ်လားငါတို့ကဖြင့်သူတို့မကြည်ဝင်ဖြစ်နေလို့ပြတ်တော့မယ်ထင်နေတာကြည်စမ်းတင်မြန်ပါလားအလကားမောင်လျှောက်ပြောနေတာကျွန်တော်နဲ့ဆွေတော်နဲ့ဘာမှမဆိုင်ဘူးကြည်ဖို့နေကြတာ ခဝင်းမားနေဖို့စဉ်းစားထားတယ်။တော်ကြာကျွန်တော်ကောင်မလေးကအထင်လဲသွားရင်သေုံမယ်။ဘင်းကကောင်မလေးပေါ်လာရပြန်တာလဲ။နောက်နေနဲ့။အော်အတီပြောတာကျွန်တော်မှဆွဲလန်းလုံးလို့ညညအိမ်မက်တွေထဲတောင်ထက်မှတ်တယ်။မောင်ကနှာခမ်းကိုကိုက်ပြီးကျွန်တော်ကိုကြည့်သည်။ဘာတို့လဲပြောပြလေ။သွားရမယ်။ဆိုင်သိကြီးတောင်လုံးနေပြီ။ဆိုင်ကဈေးကအဖွဲတွေစောင့်နေရလိမ့်မယ်။ ဒီလိုကြီးစက်တငငယ်လုံမသွားနဲ့လေမရဘူးပြုတ်ပြသွားကျွန်တော်ကမပြောရဲဘူးဒီလိုလို့မောင်ကသာမေးကြည့်လိုက်မောင်သိတယ်တကယ်ခင်သားကမောင်ကိုမျက်လုံးကြီးပြွ့၍တန်တော်ချိန်နေလေသည်အလကားသူ့လျှောက်ပြောနေတာဟဲ့နေစကားနေရှင်းဟုတ်ဘူးဆိုတာကျွန်တော်သက်သားကလေးကောင်းခပြပြီးတေကားတစ်တီကပဲပြေးစင်လာခဲ့လိုက်ပါတော့သည်ခင်သားရဲ့အသိဉာဏ်စိတ်ကျင်းပြသောအမေးအမြစ်ထူထန်တွေကိုကြားရလေ စိတ်ထဲမှာပိုရခြင်းမိလေပါပဲ။